ကဲရော်နီကနဲ့ဂျူနီယာဖက်ဒက်စ်တို့ရဲ့ထူပွဲကြီးကတော့ရောက်ရှိလို့လာခဲ့ပြီလေဖြစ်ပါတယ်။ဒီညာ7နှစ်ဝင်ကျင်မှာသူတို့ညောင်ရင်ပွဲကိုကြည့်ရမှာပါ။ခရိုနီကာဟာဒီပွဲတော့အများကြီးပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ပြိုင်ပွဲဖြစ်တဲ့အသက်၁၂နှစ်အရွယ်ဂျူနီယာဖက်ဒက်စ်ကိုအလေးထိုးနဲ့အနိုင်ယူခြင်းလုံးလို့အခုဒီပွဲတော့လေ့ကျင့်ပြင်ဆင်တာကိုတော့ယောက်ျားလေးဖိုက်တာတွေနဲ့ကြီးပဲပြင်ဆင်ထားတယ်လို့ခရိုနီကာကရှင်းပြပါတယ်။လုံးခဲ့တဲ့ဘီယာနဲ့ပွဲတော့ကသူတို့က ပန်တန်ဝိတ်ချမ်းမှာဝိတ်ဝင်ဖို့အတွက်အစတောက်ပိုင်းဆိုင်ရာမှာအများကြီးဒုက္ခခံခဲ့ရတာဖြစ်တဲ့အတွက်ကြံ့ခိုင်မှုအားနည်းခဲ့တယ်ဆိုပြီးတော့ပရိုနီကာကပရိသတ်တွေကိုရှင်းပြပါတယ်။ဒါပေမဲ့ဒီတစ်ခုတော့မတူတော့ပါဘူးတဲ့ဗျာ။ပရိုနီကာကလုံးကနေနေ့ကဒီစကားကိုပြောခဲ့တာပါ။သူပြောခဲ့တဲ့အတိုင်းပါပဲ။လုံးဝကိုနော် hydration test နဲ့ weight chain နဲ့နေရာမှာချက်ချင်းပဲချိန်နေချက်ချင်းတန်းဝင်သွားတယ်။ဆိုတော့အခုလုံးကချုံးမွေ့နေရပဲ။ဒါပေမဲ့ဖြစ်တဲ့ junior feathers ကတော့ သူတဒီပွဲကလုံးဝကို၈ချိန်မြောက်ဆက်တိုက်အနိုင်ရမယ်ပွဲမျိုးဖြစ်ပါတယ်တဲ့ဗျာရိုနီကာရဲ့အားနည်းချက်တွေကိုသူ့အနေနဲ့ဂုဏ်လုံးတီထားတယ်ဆိုတော့လုံးဝကိုနိုင်မဲ့ပွဲဆိုပြီးတော့ junior feathers ကသူ့ကိုသူယုံကြည်မှုအပြည့်ရှိပါတယ် junior feathers ရဲ့အားသာချက်ကလုံးဝကိုတတ်လွန်ကောင်းတယ်ဒီတခါကျတော့သူ့ရဲ့အာယုစူးဆိုင်နိုင်မှုကကြောက်ခမန်လေးလိပါပဲဒီတခါကျတော့ဒါအားလေတယ်ဗျာနော်ပွဲချိန်တွင်းမှာအမှတ်ရအောင်လုပ်တတ်တယ်သူကအလဲထိုးနဲ့နော် ပြိုင်ဘက်ကိုနိုင်အောင်ထိုးတက်တဲ့ကစားသမားမျိုးမဟုတ်ဘူးသူကနီးစ်နဲ့ကြကြလေးနဲ့နော်ပွဲချိန်တွင်းမှာလုံးဝကိုအမှားမခံဘူးအမှတ်ယူအောင်အမှတ်ရအောင်ကြိုးစားတတ်တဲ့ fighter ဖြစ်တယ်ဒါတွေကဘူချောက်ဘူကောင်းတာပါဒါတွေကိုကျွန်တော် Bronica 3ထားမေးဒါမေးကျွန်တော် Bronica ကပူပြီးတော့လက်တီပါဝါတော်တော်လေးကိုကောင်းပါတယ်နော်နီးစ်နဲ့မှမှန်လေးနဲ့ဒီပွဲကိုချိကပ်မယ်ဆိုရင် Bronica နိုင်မယ်လို့အားလုံးကတော့ယူဆထားကြတယ်ဒါမေးဒီပွဲကဘာမှမစူဖြစ်သွားနိုင်တဲ့အနေထားပါ ဝိုင်းစီကိုချက်ထရီကိုတိုင်ကတော့ဒီပွဲကိုဘရိုနီကာအနိုင်ရဖို့အလိုရှိနေကြောင်းကျွန်တော်အနေနဲ့ကြားသိရပါတယ်ဘရိုနီကာကလည်းဒီပွဲကသူ့အတွက်မဖြစ်ဖြစ်အောင်အနိုင်ရရမယ်ပွဲလို့ဆိုထားဖြစ်တယ်ဒီပွဲနိုင်မှတာလင်သူဟာလည်းဆက်လက်ရှင်သန်နိုင်မှာဖြစ်ကြောင်းဒီခါကျတော့မြန်မာပြည်သက်တွေအတွက်တော့အနိုင်ပွဲကိုရချင်တယ်ဆိုပြီးတော့ဘရိုနီကာကပြောသွားခဲ့တာပဲဖြစ်ပါတယ်